ပလောမျိုးနဲ့ပလာမျိုးမင်းပြေရွာကအရက်သားနေအိမ်တွေကိုဆွဲနာရှိတဲ့ဆက်ကြောင်းကဆက်တိုက်မီရှုဖြစ်စီခဲ့လို့ဒေသခံအချို့ကပြောပါရယ်။အော်တိုဘာလ23ရက်နေ့ညပိုင်းကမိထက်ရှုမှုမှာနေအိမ်၅လုံးမိလောက်ခဲ့ပြီးအနည်းငယ်မိလောက်ပြင်းစင်ခဲ့တဲ့နေအိမ်တချို့လည်းရှိတယ်လို့ဒေသအခြေအနေကိုသိတဲ့စင်ရေးတရေအင်းမြင့်တို့ကပြောပါရယ်။ ဆန္ဒရှိတဟာစက်တဘာလ28ရက်နေ့အော်တိုဘာလ4ရက်နေ့အော်တိုဘာလ6ရက်နေ့နဲ့အော်တိုဘာလ10ရက်နေ့တွေမှာလဲမင်းတရွာကနေတွေကိုမိရှုခဲ့ပြီးစုစုပေါင်းနေ30ကျော်မိရှုဖြစ်စီခံလိုက်ရတယ်လို့ဒေသခံတွေစီကသိရပါဗျ။မင်းပြင်ရွာမှာ HD150 လောက်ရှိပြီးနေအိမ်တွေမိရှုခံရတဲ့အခြေအနေနဲ့ပတ်သက်လို့မြိတ်ခရဲအမတ်တက်တရင်ရဲ့တရင်မှုစီကို Dual Watch ကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ ဆန်နာရှိတဟာအမတ်ရှိပြီးထောက်စုလမ်းမကြီးကိုပြန်လည်ထိန်ချုပ်နိုင်ဖို့နဲ့ရွေးကောက်ပွဲကျင်းပနိုင်ဖို့စစ်မှုထက်တပ်သားတပ်တွေကိုအုံပြုပြီးကြီးရည်လေးနဲ့ဆက်ကြောင်းထိုးနေတယ်လို့တီတုကောက်ကွယ်တပ်ဖွဲ့ဝင်တွေနဲ့ခေမျိုးတမဟာလေးရဲ့တာဝန်ရှိသူအချို့ကအဆိုပါတယ်။ပလောက်မျိုးပေါ်နဲ့မင်းတီရွာမှာနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာနှစ်လကျော်လာပြီဖြစ်ပါတယ်။နှစ်ဖက်တိုက်ပွဲဖြစ်တာဆန်နာရှိတန်လီကြောင့်တိုက်ခိုက်တာစစ်သင်ဘောနဲ့ကြီးတပ်တို့ကလက်နက်ကြီးနဲ့ပစ်တာနဲ့နေအိမ်မိရှို့တာတွေကြောင့် အလာမျိုးခန့်အချို့မင်းပြေရွာနဲ့နီမိုးကျေကျွာကဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်